အားလုံးပဲမင်္ဂလာပါနီဆန်ချွတ်သားတင်တဲ့ကြောင့်နေကျေးဇူးလိုက်ပါတယ်ဒီနေ့အတွက် N3 ရဲ့2025ခုနှစ်လပိုင်း exam practice အတွက်ကိုဂျာကစရိတ်က day 2ရဲ့ day 2ရဲ့ပတ်တူးဖြစ်ပါတယ်ပဝန်းကရှေ့မှာတင်ထားပြီးပါပြီအခုပတ်တူးသွားပါမယ် day 2ရဲ့ပတ်တူးပေါ့နော် ကဲအဆွေသွားရဒီမှာဇန်ဟိဒီရှေ့ရဟာတွေကရှင်းပြပြီးပြီเนาะအကုန်လုံးရှင်းပြပြီးပြီအရှိမဗီဒီယိုဖိုင်ကင်မိထားတယ်အခုအားဒါမပြီးသေးလို့ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ပတ်ဝန်းမှာရှေ့ရဟာတွေသင်ထားပြီးပြီเนาะကဲအဆွေသွားမယ်ဒီမှာကသူဘာပေးထားလဲဆိုဒေတာရာမင်းဆိုပြီးတော့ပေးထားတယ်ဒေတာရာမင်းဆိုရင်စကလုံးကဘာလဲဆိုရင်ပောက်ကေရပေါက်ကေရအားဒါပြီးတော့အခါကျတော့ဘာဘလို့ရသေးလဲမြန်မာလို့ဆိုရင်တွေ့ကေရပေါ့တွေ့ကေရ ပေါက်ကရအဲ့လိုအတိတ်ပဲမျိုးရပါတယ်တွေ့ကရပေါက်ကရကဲအားဆိုနံပါတ်1ကိုကြည့်မယ်နော်စတနိဒီအောက်မှာတဲ့အိုတိုစာလာယောနိအောက်ကိုမကြဖို့ရန်အတွက်ဟုတ်ပြီနော်အာဒေတာရာမေနိပေါက်ကရဖြစ်နေယူကူရီအေအေစစ်ဖြည်းဖြည်းလေးပေါက်ကရအနေနဲ့အေအေစစ်ဖြည်းဖြည်းလေးဘလို့မှကြိုက်လို့မရဘူးမှား နမနစ်ပြပါဟုသွားမယ်ခိုသားရဲကအဖေကတဲ့ဟုတ်ပြီနော်ခိုသားရဲကအဖေကယောကုဝါကာရနာခတ်တာနော်တဲ့ကောင်းကောင်းမသိတဲ့အတွက်ကြောင့်မို့အဖေဟာဘာမှန်းမသိတဲ့အတွက်ကောင်းကောင်းမသိဘူးတေချာမသိဘူးအဖေတီချာချာမသိတဲ့အတွက်ဒေတာဒေတာရာမေနိပောက်ကရခိုသားရဲတာပောက်ကရဖြီးခဲ့တယ်တွေ့ကြဟာဖြီးခဲ့တယ်အာအဖေကဘာမှန်းမသိဘူးငါလည်းပောက်ကရရှောက်ဖြီးခဲ့တာအဲ့လိုအထိတ်ပဲမျိုးဒါကြောင့်မို့အဖေကနမနစ်ပါ နံပါတ်3ကကြတော့ဒေတာရမဲနီပောက်ကရဒါမှမဟုတ်တွေ့ကရဟုတ်ပြီနော်ခေကကိုပလန်ကိုတတိတိကာရပောက်ကရပလန်တွေကိုရေးဆွဲပြီးမှာတဲ့ပောက်ကရပလန်တွေကိုရေးဆွဲရတော့အဲ့အလုပ်ကအောင်မြင်ဦးမလားမအောင်မြင်တော့ဘူးမာနံပါတ်လေးရွံ့ပြန်အောင်သွားစုခုနီချက်ချင်းခေကကဒေနာခုတဲမို့ချက်ချင်းရလက်မထွက်ရင်တောင်မှလဲပဲပောက်ကရနာရနိုင်ယောနီရှိရောပောက်ကရမလုတ်ဖို့ရန်အတွက်လုတ်ကြစို့အဲ့လိုမျိုးကြီးမရအောင်နော် ပောက်ကရမလုတ်ဖို့ရန်အတွက်လုတ်ကြစို့အချက်ချင်းရလက်မထွက်ဘူးဆိုရင်တောင်မှလဲပဲပောက်ကရမလုတ်ဖို့ရန် န်အတွက်လောက်ကြစို့အဲ့လိုမျိုးကြီးမရပါဘူးဒါကြောင့်မို့အဖြေဟာဘာမှမသိခဲ့တဲ့အတွက်ကြောင့်ပောက်ကရဒါမှမဟုတ်ရင်တွေ့ကြရငါဖြေခဲ့တယ်ဟုတ်ပြီနော်အဲဆိုရင်အဖြေကနံပါတ်1ပါနံပါတ်3နံပါတ်3တော့ဖြစ်နေအဲစန်ဂျူကောပန်မှာတူကဘာပေးထားလဲဆိုလို့ရှင်အိုခါဝါရီခါဝါရီဆိုတာဘာကိုပြောချင်တာလဲဆိုရင်ခါဝါရီရှိမဆိုလို့ရှင်လိုက်ပွဲယူသည်ထပ်မှာသည်ပြောရမယ်ဆိုကွာထက်ယူတယ်ပေါ့ထက်ယူသည်ထက်ယူခြင်းပေါ့ ထက်ယူချက်နောက်ဆိုလို့ရှင်လိုက်ပွဲပေါ့အဲ့လိုအထိပ္ပယ်မျိုးရှိပါတယ်လိုက်ပွဲယူတာလေဟုတ်ပြီနော်အဲ့ဟာကိုပြောတာကေအားဆိုနမတစ်ကိုကြည့်အဲသူပါပေးထားလဲဆိုဟွန်ကြီးဆုပ်ွားတဲ့ဒီရက်မှာအိုခါဝါရီအာရီကတိုကိုဇာယီမာစတာတဲ့အဲ့ဆိုထက်ယူတဲ့အတွက်ဂျေဆုတက်ပါတယ်မတခွန်းတို့နောက်တစ်ခေါက်လဲပဲလာခဲ့ပြီပါနော်အဲ့လိုမျိုးမရှိဘူးထက်ယူတဲ့အတွက်ဂျေဆုအာဒီနေ့လာပြီးတဲ့အတွက်ဂျေဆုတက်ပါတယ်ပဲရှိမှာဒါကြောင့်မို့အဖြစ်နမတ်တက်ပါတယ်နမတ်နှစ်ကစမီမာဆန်စိတ်မရှိပါနဲ့အိုခါဝါရီတဲ့ဟုတ်ပြီနော်ထက်ယူခြင်းဖြင့်တန်ပူရာတို့တန်ပူရာဆို တော့အကျော်နဲ့ဆာရှိမီကိုဆာရှိမီကိုလဲပဲတောင်းဆိုပါတယ်ထည့်ယူခြင်းဖြင့်အကျော်နဲ့ဆာရှိမီတွေတောင်းဆိုတယ်ဒါမှမဟုတ်လိုက်ပွဲဖြင့်အကျော်နဲ့ဆာရှိမီကိုတောင်းဆိုတယ်ဘလို့မှမရအောင်မြန်မာလူမှနံပါတ်3ဆက်မှန်သွားဆက်မှန်ကကြတော့အိုမီဆဲနော်အတန်းအင်းနီစတိုးဆိုင်ရဝန်ထမ်းအာဟုတ်ပြီနော်ဟွန်ဂျီစွန်းတော့ဒီနေ့ရဲ့အိုခါဝါရီဝလိုက်ပွဲကနန်းကာဘာလဲဆိုတာခီတဲ့မိတာမေးကြည့်ခဲ့တယ်လိုက်ပွဲကဘာလဲဆိုတာမရှိဘူးဒီနေ့ရဲ့အဓိကမန်နျူပြောရမယ်ဆိုအဓိကအစားစရာဘာလဲလို့မေးကြည့်ခဲ့တယ်ဆိုရင်တော့ရမယ် နမလေးယွမ်ပန်ယွမ်ပန်ကကြတော့အာတိုတန်တယ်ဝဒီဆိုင်မှာဆိုလို့ရှိရင် ကိုကြီးတော့ကော်ဖီရဲ့အိုခါဝါဒီဝလိုက်ပွဲကတော့ကော်ဖီလိုက်ပွဲဆိုတော့ကော်ဖီတောက်တာကိုထက်ယူတာကော်ဖီထက်မာတာကတော့ဟုတ်ပြီနော်ကော်ဖီကိုဘယ်လိုပဲထက်မာထက်မာထက်မာတယ်လို့လည်းရတယ်လိုက်ပွဲလို့ရတယ်ဟုတ်ပြီနော်ကော်ဖီလိုက်ပွဲဒါမှမဟုတ်ကော်ဖီထက်မာတာကော်ဖီထက်မာတာကတော့နန်းပိုင်ဆိုတာဘနက်ခွက်တဲ့မူဖြစ်ဖြစ်ဘနက်ခွက်ပဲဖြစ်ဖြစ်မူလျော်ဒက်စ်အခမဲ့ဖြစ်ပါကော်ဖီကတော့ကြိုက်တဲ့လောက်တောက်ပေါ့အဲ့ဒါကြောင့်မို့အဖြေကနမလေးဖြစ်ပါတယ်ယွမ်ပန်ပါ ကဲနောက်ထပ်တစ်ခုဆက်ပါမယ်နော်နောက်ထပ်တစ်ခုမှာခဏလေးနော်နောက်တစ်ခုမှာသူပါပေးထားလဲဆိုရင်အဲဒီဟာ error ကြီးတယ်မြင့်မြတ်တော့ဆိုတဲ့အဓိပ္ပာယ်ကြီးတယ်မြင့်မြတ်တယ်ယာရုကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတူကလူမာပဲသုံးမယ်စရုပ်ဟုတ်ပြီနော်လူမာပဲသုံးမယ်ယာရုကြီးတယ်ကြီးတယ်မြင့်မြတ်တာဖြစ်တဲ့အတွက်လူမာပဲသုံးမယ်ကဲအဲ့ဆိုနံပါတ်1ကိုကြည့်နံပါတ်1ကကြတော့အဲကြီးတယ်မြင့်မြတ်တယ်ယာရုကြီးတယ်ပေါ့အဲအဲ့လိုပုံစံမျိုးနော်နံပါတ်1ကိုကြည့်အဲခွန်လို့ဘနာနာဒီရဲ့ ဘာနာနာဆိုရဲငှပြောသည်ငှပြောသည်ရာနေဟာယာရူးကြီးတာတို့ကြီးတဲ့မြတ်မြတ်တာနဲ့စိုက်လာလုံးဝမစိုက်လာဟုတ်ပြီတော့အဲ့ဒါကြောင့်မို့လုံးဝဒါမှား ဒီငါပြောသည်အဲ့စာမရီယွန်မှားနေဒီငါပြောသည်ရတယ်မိုးအေရာခုနဲ့တဲခိတခါရာအာကြီးကျယ်မြဲမြဲလာတဲ့အတွက်ဘာမှန်းမသိဘူးနော်အာစာလို့မရတော့တဲ့အတွက်လွှင့်ပြမယ်လို့ဘာလို့ပဲရမယ်နမနစ်ကိုသွားနိဗ္ဗာန်ကကြောင့်ဥကာနဲ့မိုချီနော်ဟိတိုကဆိုတော့ဥကာနဲ့မိုချီဆိုတာပတ်စံရှိတဲ့သူတွေကိုပြောတာချမ်းသာတဲ့သူတွေကဟုတ်ပြီနော်မင်းနာအလုံးကအေရာကြီးဝါခဲ့တဲ့ဝါနိုင်ချမ်းသာချမ်းသာတဲ့လူတိုင်းပေါ့ချမ်းသာတဲ့သူတိုင်းမြင့်မြတ်တာမဟုတ်ဘူးကြီးကျယ်ခမ်းနားတာမဟုတ်ဘူးဒါကြောင့်မို့အဖြေရနမနစ်နမ3စမ်းပံအောင်သွားမယ်နော်စမ်းပံကကြတော့အဲ မရဲ့ဂါမီကမရဲ့ဂါမီဆိုရှေ့စပင်ရှေ့စပင်ကနူဗီတာနော်တဲ့ရှေလျာခဲ့ပြီဖြစ်တဲ့အတွက်ရှေလာခဲ့တဲ့အတွက်ကြောင့်မို့လို့စကိုရှိနည်းနည်းအရာခွစ်တဲ့ခူတာဆိုင်ကြီးကျယ်မြတ်မြတ်ပါရာထူးကြီးပါမြအောင်နည်းနည်းညှက်ပေးပါဒါပဲရနံပါတ်၄ကကြာအီကုစနီနဲ့တင်မှုအသက်ဘလောက်ရရခုနိုးခုနော်ခံကားရဲ့ခတာဝဒီကလေးရဲ့အတွေးရဆိုလို့ရှင်အရာကြီးမမသာကြီးကျယ်မြတ်မြတ်တဲ့အတိုင်းပဲဖြစ်တဲ့ဒီကလေးရဲ့အတွေးကကြီးကျယ်မြတ်မြတ်တဲ့အတိုင်းကြီးဖြစ်နေတယ်ဘာမှမဆိုင်နော် နောက်ထပ်တစ်ခုကိုသွားနောက်ထပ်တစ်ခုကကြတော့ဒိုင်းကြီးဒိုင်းကြီးအဲဒိုင်းကြီးဆိုတာအရေးကြီးတော့အိုးခီကြီးတာကြီးကရှင်ဝတ်တော်အလုံးအရေးကြီးတဲ့အလုံးဆိုအရေးကြီးတော့ဟုတ်ပြီနော်အရေးကြီးတော့ဆိုတဲ့အဓိပ္ပာယ်နံပါတ်1ကိုကြည့်ခရိုမာနောမန်ကျော်ကိုကာကောင်းမောင်းလိုင်စင်ကိုတိုးတက်ခါတာရပြီးတဲ့ရပြီးတဲ့နောက်မှာ speed ကိုအရှိန်ကိုအရေးတကြီးနဲ့ on the stage လို့မောင်းတယ်အရှိန်ကိုအရေးတကြီးနဲ့မောင်းတယ်လားမဟုတ်ဘူးအရှိန်လျှော့ပြီးမောင်းတယ်အချိန်အရှိန်ကိုမြင့်ပြီးမောင်းတယ်အဲ့လိုမျိုးပဲရမယ်နော်နောက်တစ်ခုနံပါတ်2ဒီကန်ဟိုအချိန်ကိုအာဒိုင်းကြီးနီမီတဲ့အချိန်ကိုအရ ေးတကြီးကြည့်ပြီးအချိန်ကိုအေးတကြီးကြည့်လို့မရအောင်အချိန်ကိုကြည့်ပြီးတော့ခါကြတော့မြန်မြန်သွားမယ်မသွားဘူးဟုတ်ပြီနော်အဲ့လိုပုံစံမျိုးပဲရမယ်အားကြောင့်မှမှားတယ်နော် နောက်တစ်နံပါတ်3စမ်းပန်ရှင်ကိုတိုတဲ့အလုံးမှာဒိုင်းကြီးနီအရေးကြီးတဲ့အရေးကြီးတဲ့ဆိုပြီးတော့အမိုးတောက်ခုတော့ကတွေးထားတဲ့ကိစ္စတွေကတော့စပယ်တဲ့အလုံး memo state ဤလိုမေမိုမှတ်ထားပါတယ်။ဒါကြောင့်အဖြေစမ်းပန်နံပါတ်4ရုံးဘက်ကကြတော့မိုးတိုရှိအိုတိုရှိဒက်စကာကအသက်ကြီးပြီ ဖြစ်တဲ့အတွက်အိုခီမိုရှိကိုစိတ်ကိုဒိုင်းကြီးနီစတဲ့ခူတာဆိုင်စိတ်ကိုအလေးထားပါအရေးကြီးပါမရဘူးစိတ်ကိုအရေးတကြီးလောက်ပါဆိုတာမရဘူး။တင်းရဲ့စိတ်ကိုပြုပြင်မအသက်ကြီးပြီဖြစ်တဲ့အတွက်ဒါမှမဟုတ်ရင်လည်းကျမ်းမာယူယူဆိုင်ပါတာလိုမျိုးပဲရမယ်။ဒါကြောင့်မို့အဖြေနံပါတ်4မှာ ်နောက်ထပ်တစ်ခုကကြာမတော်ကူကြီးမတော်ကူကြီးကကြာတော့သူကပါလဲဆိုလို့ရှင်လက်မှတ်စစ်ပေါက်လက်မှတ်စစ်ပေါက်တည့်ရမလားလက်မှတ်လေးစစ်တာလက်မှတ်စစ်တဲ့အပေါက်ပဒင်းပေါက်မဟုတ်ဘူးเนาะလက်မှတ်စစ်ပေါက်ဖြစ်ပါတယ်လက်မှတ်စစ်ပေါက်ဟိုဥမာအဖြစ်ကိုရဲ့ဟိုဘယ်လိုပြောမလဲဒီနေရာကိုဖက်သွားဖို့ရတဲ့အတွက်ဖက်သွားအဲမြစ်ဟိုဘောเนาะဖြတ်တန်းသွားဖို့ရတဲ့အတွက်ကိုရဲ့လက်မှတ်လေးပြတာမျိုးဘာမျိုးအဲ့လိုပုံစံမျိုးပေါ့စစ်ဆေးတဲ့အပေါက်ပေါ့နံပါတ်၁ကိုကြည့်ဟာကြီးမဲတင်းတော့ခတာဟိုပထမအဦးဆုံးလာတဲ့ပုံကိုတွေကတော့မတော်ကူကြီးတဲ့လက်မှတ်စစ်ပေါက်မှာဟိုခန်းရှောဟိုအာမခံကပြားလီကိုဟိုဒါရှိ ခုတာဆိုင်ပြပေးပါဒါကြောင့်မို့အဖြေကနံပါတ်1ထုတ်ပေးပါဆိုတာပြခိုင်းတာလေနံပါတ်2ညီပန်ကကြတယ်စတူဒန့်တို့မတို့ကူကြီးနေစားတောက်ဆိုင်ရဲ့လက်မှတ်စက်ပေါက်ဆိုတာမရှိပါဘူးထားပါတော့ဟိုပါပေါ့နော်စားတောက်ဆိုင်ရဲ့လက်မှတ်စက်ပေါက်မဟုတ်ဘဲနဲ့အမ်ဥမာအဖြစ် ရုပ်ရှင်ယုံရဲ့လက်မှတ်စစ်ပေါက်တို့ပါလို့ဆိုရင်တော့မှန်ပါစားတောက်ဆိုင်မှာတော့လက်မှတ်စစ်ပေါက်မရှိဘူးနံပါတ်3စမ်းပါဝင်သွားစမ်းပါကကြတော့သူကဗာပေးထားလဲဆိုခါဂျီနီနဲ့တာရမိလာမှုဖြစ်ပွားတယ်ဆိုလို့ရှိရင်ရှီဂျီနီစတာကတဲ့အညွန်ကြားမှုကိုလိုက်နာပြီးတော့ခါကြဟီဂျောဂူချီပဲရှိတယ်ဟီဂျောတော့အာမတော်ဂူချီဆိုတာမရှိဘူးဟီဂျောဟီဂျောဂူချီပဲရှိပါမယ်အဲဆိုတော့ခါကြအရေးပေါ်ထပ်ပေါက်ပဲရှိမယ်ဒါကြီးကဒီလိုကြီးသုံးလို့မရဘူးမှားတယ်နံပါတ်4ရောမန်ကကြနီမိုဆိုကအထုပ်ပိုးရဆိုလို့ရှိရင်သူကတော့တကားပေါက်ရဲ့မတော်ဂူချီတော့မရည်နီသူကတော့မရည်နီဆိုရင်တော့မှန် င်အောင်မှာမအားတို့ခုကြည့်ထဲ့စီအောင်မလို့လားဒါကြောင့်မို့အဖြေနံပါတ်လေးမှာဒါစီရမယ်နော်အထောက်အပိုးတွေကိုတရာတကားရဲ့အရှိမထားထားပါအဲ့လိုမျိုးဆိုရင်တော့ရမယ်။နံပါတ်34ကိုသွားနံပါတ်34ကကြတော့သူကစပါလီဆိုပြီးတော့ပြထားတယ်။စပါလီကကြတော့သူကစပါလီကကြတော့သူကတတရရရှင်းရှင်းလင်းလင်းဆိုတဲ့အဓိပ္ပာယ်နော်။တတရရရှင်းရှင်းလင်းလင်းရှင်းရှင်းလင်းလင်း ်။အလန်းလန်းဆန်းဆန်းအဲ့လိုပုံစံမျိုးလေးရရရှင်းရှင်းလင်းလင်းပေါ့ကွာ။ကိုကတက်တက်ရရဖြစ်သွားလို့လန်းဆန်းသွားတဲ့ပုံစံမျိုးအဲ့ပုံစံမျိုးလေးရပါတယ်။နံပါတ်၁ကိုကြည့်။ဟိုရှိမွန်တို့ကကိုလိုချင်တဲ့ပစ္စည်းကတကာကူတဲ့ဈေးကြီးတဲ့အတွက်ကြောင့်ခါရဲစုမဝယ်နိုင်ဘူး။မဝယ်နိုင်မင်းနဲ့ရှင်းရှင်းလင်းလင်းတက်တက်ရရဖြစ်တယ်မဟုတ်ဘူး။နံပါတ်၂ကိုတော့အာနိုခိုကအဲ့ဒီကလေးကအစ်စ်မိုအငဲတန်းဟုတ်ပြီနော်။အငဲတန်းစပါးလေးဆိုတာတက်တက်ရရရှယ်တယ်။အဲ့လိုမျိုးရှိလားမရှိဘူး။အငဲတန်းရည်နေတယ်ဆိုရင်တော့မှန်အောင်ပါ။နံပါတ်လေးရောမှန်ကကြောင့်ခိုရှိမတဲ့ခါအချီကိုအတရောက်နေခဲ့တဲ့နာဂကြီးရှီလျားတဲ့ခ မီကိုသပင်ကိုခိတဲ့ဖြတ်ပြီးတော့ခါကြတော့စပါလီစတာဆိုတတရရရှင်းရှင်းလင်းလင်းဖြတ်သွားတယ်လုံးဝကိုယ့်ရဲ့ခါးကြီးတောင်ရောက်နေတဲ့သပင်ကိုညှက်လိုက်တဲ့အခါမှာလုံးဝတတရရရှင်းရှင်းလင်းလင်းဖြတ်သွားတယ်လလန်းဆန်းဆန်းဖြတ်သွားတယ်အဲ့ဒီလိုပုံစံမျိုးတတရရရှင်းရှင်းလင်းလင်းနေလို့လလန်းဆန်းဆန်းဖြတ်သွားရဆိုတဲ့ပုံစံမျိုးပါမမက်လေးရုံးပံမိုးလေးနည်းနည်းရွာနေလို့နည်းနည်းအတန်မကြားရဘူးဆိုရင်တော့ပြောပြီးတော့တကြောင်မဲကြံတော့တာရုံးမန်ကကြတော့သူပါပေးထားလဲဆိုတော့ခါကြတော့ရှင်းယူတော့အဲတငယ်ချင်းဖြစ်တဲ့ဂေါ်သားကြီးဂေါ်သားကြီးကော်နော်ခုတ်တော့ဝါဂေါ်သားကြီးကိုရဲ့ကိစ္စတွေကတော့တတရရ ရက်တွေးမိနေတယ်တတရရက်မှတ်မိနေတယ်ပေါ့အိုဘိုရဲ့တဲ့ကြီးတို့မှတ်မိနေတယ်တတရရက်မှတ်မိနေတယ်မဟုတ်လုံးဝမှတ်မိနေတယ်တကယ်ကိုမှတ်မိနေတယ် ဲ့လိုမျိုးလုံးဝမမေ့ဘူးအဲ့လိုမျိုးပဲရမှာနော်နောက်ထပ်တစ်ခုကိုသွားမိုရီအာဂါရုမိုရီအာဂါရုကကြတော့သူကဘာလဲဆိုစိတ်ပျော်ရွှင်လန်းဆန်းတာဖြစ်ပါတယ်အဲ့ဆိုကကြတော့စိတ်ပျော်ရွှင်လန်းဆန်းနေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်စိတ်လှုပ်ရှားပျော်ရွှင်နေဖို့ကွယ်စိတ်လှုပ်ရှားမှုမှာပျော်ရွှင်ခြင်းနေလေပါတယ်အဲ့လိုအဓိပ္ပာယ်အဲ့ဆိုဒမက်တစ်ကိုကြည့်ဟွန်ဂျီဆိုကဒီရက်ကအမေနောနာကဒီရက်မိုးရွာတဲ့ဒီမိုးရွာတဲ့နေထဲမှာတိုးတန်းနေကျွန်တော်တို့ရဲ့ဆိုင်ကိုစိတ်ပျော်ရွှင်အဲဘယ်လိုပြောမလဲဘယ်လိုပါသားပြောမလဲစိတ်လှုပ်ရှားပျော်ရွှင်ပေးတဲ့အတွက်ဂျေဇုတက်ပါတယ်ဘာမှမဆိုင်စိတ်လှုပ်ရှားပျော်ရွှင်တာန မန်နေနိဗ္ဗာန်ကကြတော့စိတ်လှုပ်ရှားပျော်ရွှင်စိတ်လှုပ်ရှားပျော်ရွှင်သည်ဆိုတဲ့အဓိပ္ပာယ်ပါ ။ဒါမှညနေဘက်ကကြတော့ကိုကိုကဒီနေရာကဟုတ်ပြီနော်အဲဒီနေရာဆိုလို့ရှိရင်နာမီယာလှိုင်းရခါစဲကလေတွေက အာဂါဒီအဲ sorry မိုရီအာဂါတဲ့မိုရီအာဂါတဲ့ဆိုရင်စိတ်လှုပ်ရှားပျော်ရွှင်ပြီးမရပါဘူး။ဒီနေရာမှာလှိုင်းနေလေတွေပြင်းထန်တဲ့အတွက်ကြောင့်ပဲရပါမယ်။ဒါကြောင့်မို့ဒါမှနံပါတ်3စမ်းပါအောင်တော့အာဒိုးမိုဘလိုပဲဖြစ်ဖြစ်ခုနောရှင်ငေါတုံတော်ယာရိခတာကိုဒီအလောက်ပုံလုံးနီဒီအလောက်ရလောက်ပုံလုံးနီကိုရော့ခုကောင်းကောင်းစိတ်လှုပ်ရှားပျော်ရွှင်လို့မရဘူး။ဘာမှမဆိုင်။အဲနော်အပြေရောက်ကကြတော့နံပါတ်4ရွံပါ ကကြတော့အမ်ဒိုးဆိုးကြိုင်ဆိုတာဒိုးဆိုးကြိုင်ဒေဝဆိုတာလေចောင်းသားចောင်းသားဟောင်းတွေ့ဆုံပွဲအဲ့ចောင်းသားဟောင်းတွေ့ဆုံပွဲမှာနာဆုကရှိဆိုတာလွမ်းစရာကောင်းတဲ့ဟာနာရှိကတက်ဆန်ဒေတဲ့စကားတွေကိုအများကြီးဒေတဲ့ဆိုတာထွက်တယ်ဆိုဒီမှာ ပြောတာအာငငယ်တုန်းကလွမ်းစရာကောင်းတဲ့စကားတွေကိုအများကြီးပြောပြီးတော့အခါကြတော့မိုရီအာဂါဒုဆိုတာကစိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရပါတယ်မိုရီအာဂါတစိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရတယ်တကယ်ချင်းဟောင်းနေနဲ့တွေ့ပြီးတော့လေအရင်တော့ကလွမ်းစရာကောင်းတဲ့စကားလေးတွေပြောပြီးစိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရတယ်ဒါလေးဖြစ်ပါတယ်ဒါဆို လို့ရှိရင်ဆိုတော့ဒီရဲ့အာဟိုပါဗောနော day 2ရဲ့ day 2ရဲ့ပတ်တူလေးလည်းပြီးသွားပါပြီနောက်နေ့ဟာလေးလည်းဆက်ပြီးတော့အခါကျတော့ဖြည့်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်